ဆိုပြည့်တစဉ်ကြောင့်အော်ခရရတဲ့အကြောင်းပြပြလာတဲ့နေသူအလုံးမဲမင်လာပါရှင်အနုပညာနယ်ပယ်မှာရောအင်တာကြီးမှာပါကန်ကောင်းတဲ့အနုပညာရှင်နေသူကတော့အခုစဉ်ပရိတရီယာအားပေးမှုတွေကိုအပြည့်ဝရရှိနေပြီးနေသူဟာစကားရီကိုလည်းခက်ဆဲဆဲရိုက်ကူလာနေရပါတယ်ဒီတော့ရောအခုလက်ရှိမှာအနုပညာလုပ်တွေကိုစူးစမ်းလုပ်ကိုင်းနေတယ်လို့တဖက်မှာလည်းတရားချမ်းမွေးပွဲမိသားစုဘွားလေးကိုပိုင်ဆိုင်ထားပြီးချစ်စရာကောင်းတဲ့သားလေးနဲ့အတူအေးအေးချမ်းချမ်းဖြစ်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြတာဖြစ်ပါတယ်။ အခုစိန်နေသူရဲ့သားလေးကိုရှိန်တို့တော့တပြေပြေအွေရောက်လာခဲ့ပြီဖြစ်ပါတယ်။နေသူကတော့ဒီကနေ့မှဆိုပြေတစဉ်ရဲ့အကြောင်းတွေကိုပြပြလာခဲ့ပါတယ်။နေသူဟာဆိုပြေတစဉ်နဲ့ပတ်သက်ပြီးအရင်ကအော်တင်ခဲ့ရတယ်လို့ဆိုပါတယ်။အကြောင်းတွေနဲ့ပတ်သက်ပြီးတော့နေသူကခုလိုပဲပြပြလာခဲ့ပါတယ်။နေတူဟာဆိုပြေကမိုးလို့တားလဲတော်တယ်သူကရန်လို့တဲ့မုတ်ကိုစားခဲ့ရတယ်ဒီလိုရတာကောင်းတဲ့မုတ်မျိုးကို သူကရန်လုံးနိုင်တဲ့အောင်းမိတယ်ချစ်ချိုးပါတယ်ဆိုပြီးနေတူဟာဆိုပြေတဲ့ဇေယအကြောင်းတွေကိုပြောပြလာခဲ့ပါတယ် ဆိုဗီယက်စရာရောဗြိတိရီရဲ့အချက်တွေကိုရရှိရုံသမတ်ကအနုပညာတိုင်ဝမ်ကချေချိုပြောဆိုမှုတွေကိုလည်းခံရပါဗျ။အခုလက်ရှိမှာလည်းဆိုဗီယက်စရာကအနုပညာလုပ်တွေကိုရောပရဟိတလုပ်တွေမှာပါစူးစမ်းလုပ်ကိုင်းပေးနေတယ်လို့အခုလက်ရှိမှာလည်းဆိုဗီယက်စရာကတချင်ခွေရဲ့တလီထွက်ရှိလာဖို့အတွက်ကိုလည်းစူးစမ်းနေပြီဖြစ်ပါတယ်။နေသူကရောခုစရင်အနုပညာရေးကွေတွေမှာဗြိတိရီရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ဖို့အကောင်းဆုံးစ조사လာနေပြီဖြစ်ပြီးသူအနေနဲ့ဗြိတိရီအမြင်ဆန်းအောင်အကောင်းဆုံးစ조사သွားမယ်လို့ဆိုပါတယ် နေတော့ကတော့ဟာတာစကားတွေထဲမှာဆိုရင်ကိုတူးမဆောင်ဘူးတဲ့တေယောဆောင်တွေနဲ့လည်းရက်ခုသွားခြင်းတယ်လို့ဆိုပါရယ်နေတော့ကခုဆိုရင်သူ့အပြင်နေကြတဲ့ပြိတ္တရရဲ့အတွက်အကောင်ဆုံးစူးစမ်းနေပြီဖြစ်ပြီးရက်ခုရဲ့အတ္တတွေကိုလည်းရက်ခုသွားဖို့ရှိပါတယ်လို့သိရပါတယ်နေတော့ကတော့အခုလက်ရှိမှာအမှုပြလူတွေကိုစူးစမ်းလုပ်ကိုင်းနေတယ်လို့ဝရီကိုလည်းခဏခဏတက်ရောက်ပြီးနေရတာပါ လာမယ့်စကားရီမှာလည်းနေသူဟာချူလီနဲ့အတူတူရိုက်ကူလာဖို့ရှင်နေပေးပရိတ်တွေကလည်းနေသူနဲ့ချူလီတို့ပါပေါင်ဝင်ရိုက်ကူလာကြမယ့်စကားကိုဆောင်မြော်အပေးနေကြပါဗျ။နေသူကတော့ကိုလရှိမအနုပညာလူတွေကိုစူးစမ်းလုပ်ကိုင်းနေတယ်လို့တပတ်မှလည်းတရားချမ်းမြေပွဲမိသားစုပွားလေးကိုပိုင်ဆိုင်ထားပြီးစစ်စရာကောင်းတဲ့အသားလေးနဲ့တူအေးချမ်းချမ်းဖြစ်ပျော်ရှင်ရှင်ဖြတ်သန်းနေကြတာဖြစ်ပါတယ်။ အခုဆိုရင်နေသူရဲ့တာလီကုံရှင်တို့တော့တပြေပြေအရွယ်ရောက်လာခဲ့ပြီဖြစ်ပါတယ်။နေသူကတော့ဒီကနေ့မာသူရဲ့တာလီကုံရှင်တို့ရဲ့ထူချမှုအကြောင်းတွေကိုပြပြလာခဲ့ပါတယ်။ကိုရှင်တူလေးဟာခုဆိုင်ဘုရားစာရိကိုရွတ်ဖတ်တတ်နေပြီဖြစ်ပြီးဘုရားတရားနဲ့နေရတာကိုနှစ်တက်တယ်လို့ဆိုပါရယ်။သားလေးအကြောင်းတွေကိုလည်းပရိသတ်တွေကိုအခုလိုပဲဖွင့်ပြောလာခဲ့ပါရယ်။နေတူဟာသားလေးဟာအဆုံးမစရာမလိုအောင်ကိုအရင်လိမ့်ပါရယ်။အခုဆိုင်သားလေးက နန်းနစ်ခွဲရှိပါပြီ။သူ့ဖျားစားဆိုတာကိုသင်ပြတာမဟုတ်ဘူး။ကြားတဲ့လောက်လိုက်ပြီးလုံးတက်နေပါပြီ။တောလီဟာအခုစရင်တော်တော်လေးလာပြီ။တကယ်ချစ်ဖို့ကောင်းနေတခြားသူတွေနဲ့ဆိုရင်သူကရှက်တဲ့စကားတော့အရင်မပြောပါဘူးဆိုပြီးနေသူဟာသူ့ရဲ့တောလီရဲ့အကြောင်းလေးကိုပြောပြလာခဲ့ပါရဲ့။ ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်အမှုပြာရှင်သတင်းကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိအသောပရိသတ်တိုင်းမလို့တန်းသိရှိနိုင်ဖို့အတွက်ဘိနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှတ်တယ်ကျေးဇူးအများကြီးတင်ပါတယ်။